ပရိုက်တာမျက်နှာဖုံးတက်ပြီးတော့ကလေးတွေကိုမွေးစားပေးမယ်။နောက်ွယ်မှာတော့မတင်ထားလောက်အောင်ရိုင်းဆိုင်တဲ့တန်ဖိုင်တွေထပ်ပေါ်လာတဲ့ခိုင်နှင်းဝေရဲ့ခင်မုံကိုစင်မြအောင်။အားလုံးပဲမိင်္ဂလာပါရှင်။ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရီ။ခိုင်နှင်းဝေကလက်ရှိမှာသိ30ကိစ္စနဲ့ပြောဆိုခံရသူဖြစ်ပြီးအခုတခါမှာတော့သူ့ရဲ့ခင်မုံဖြစ်သူကိုစင်မြအောင်ရဲ့ဖိုးကွေထားတဲ့မျက်နှာဖုံးကလည်းပေါ်ထွက်လာခဲ့ပါရီ။ ကိုစိန်နီယောက်ကခိုင်နင်းဝေရဲ့ခင်မောဖြစ်ပေမဲ့လည်းအမျိုးသားတရားမဟုတ်ပဲအမျိုးသမီးတရားဖြစ်ပါရင်တောင်ပိုင်းတရားဖြစ်တဲ့ကိုစိန်မြောက်ကခိုင်နင်းဝေနဲ့တူကလေးတွေကိုမွေးစားပြီးတော့စောက်ရှောက်ပေးနေလို့သူ့ကိုလည်းလေးစားကြပါရယ်။ဒါပေမဲ့ကိုရမာတော့အများထည်တလို့မဟုတ်ပဲမရိုင်းဆဲဆိုတဲ့သူတရားဖြစ်ကြောင်းတန်ဖိုင်ကပေါ်ထွက်လာခဲ့ပါရယ်။ပန်းလိုက်ရောင်ကတိုက်ဆက်ပန်းဆက်အနေဝင်ဖြစ်ပြီးခိုင်နင်းဝေကိုလည်းလေးစားတဲ့သူပါ။ခိုင်နင်းဝေကလွန်ခဲ့တဲ့နှစ်ကရှေးဘေးမှာတွားရောက်ကူညီပေးခဲ့ပြီး ပန်းလောက်ရာကခိုင်နှင်းဝေရဲ့လက်ကိုကိုက်ပြီးတော့ဆူတောင်းပေးခဲ့ပါတယ်။ခိုင်နှင်းဝေကိုကဘာကျော်ပရိုက်တာမင်းသမီးကြီးဖြစ်ပါစေဆိုပြီးတော့ဆူတောင်းပေးခဲ့ပြီး ABO ကဝေဖန်ခံလိုက်ရှာပါတယ်။အဲဒါကြောင့်ကိုစေမြောင်ကသူ့ရဲ့မျိုးသမီးခိုင်နှင်းဝေကိုလူအများပြောဆိုခင်ရအောင်လုပ်တယ်ဆိုပြီးပန်းလောက်ရောင်ကိုရန်တွေ့လိုက်ပါတော့တယ်။ပန်းလောက်ရောင်ကတော့ရှက်ခွဲဖို့မရှိဘဲပဲနဲ့သူ့လေးစားတဲ့မိန်းသမီးကိုဆူတောင်းပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းစေမြောင်ကတော့ပန်းလောက်ရောင်ကိုမကြောက်မနာတာစကားလုံးနေနဲ့ဆဲဆိုသွားပြီးညှားဆွဲမယ်ဆိုပြီးတော့ချင်းချောက်သွားခဲ့ပါသေးတယ်။ အမျိုးသားတွေတောင်မှပြောင်းမထွက်တဲ့စကားလုံးတွေနဲ့အာရပါရဆဲဆိုပြီးတရားစွဲမယ်ဆိုပြီးတော့ပြောသွားပေမဲ့လည်းပန်းလိုက်ရောင်ကတော့တရားလည်းမစွဲခဲ့သလိုကောက်ကောက်မော်မော်ပဲတုတ်ပြန်ခဲ့ပါရီအခုတော့ပန်းလိုက်ရောင်ကခိုင်နှွေရဲ့အမျိုးသားကိုစီမြင့်အောင်ဆဲဆိုထားတဲ့တန်ဖိုင်ကိုတင်ပေးလိုက်ပါရီလူများရှိမှတော့မိဘမယ်ကလေးကရာတီထောင်ထားပြီးတော့ကလေးတွေကိုတင် जा ပေးနေတယ်ဆိုပေမယ့်အစဲတန်သူတယောက်ဖြစ်နေပါရီကိုစီမြင့်အောင်ကသူမကြိုက်တာလို့လို့ဆဲတာဖြစ်ပြီးခိုင်နှွေလိုတိခဲ့မဲ့သူမဟုတ်ဘူးလို့တုတ်ပြန်ထားပါရီ ကိုစိမင်းအောင်ကအမျိုးသားတွေဆဲတယ်လို့ဆဲတဲ့တယ်လို့အမျိုးသမီးတွေဆဲတယ်လို့လည်းဆဲတဲ့ကြောင်းကိုပါကြွားလုံးထုတ်သွားပါသေးတယ်။ဒီလိုရိုင်းဆိုင်နေကိုစိမင်းအောင်ရဲ့လက်အောက်မှာနေထိုင်ရတဲ့ကလေးတွေကတော့ရှင်လင်းစရာဖြစ်နေပြီးလေးစားမှုတွေလည်းရော့ကျသွားပါတယ်။ ရိုက်တာလုပ်နေပေမဲ့လည်းမတင်ထားလောက်အောင်ဆေးတန်နေတဲ့ကိုစေမြင့်အောင်ပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းဆယ်လီနေနုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြီးစုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်ဆောင်ပိုင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ချင်ပါတယ်ရှင်။